ဦးဇင်းတို့သာသနာသမိုင်းမှာကြီးကံရှင်ကြီးဆိုတာကြားဘူးလားမြိုင်တွေကကြီးကံရွာကကိုရင်ကြီးပေါ့ဟုတ်လားအဲ့ဒီကိုရင်ကြီးကအသက်18နှစ်မှာတိတ်ပြီးတော့ညံထက်ညံသွက်တော့18နှစ်ကလေးကမင်းမူရန်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်တယ်ပေါ့ဥပဒေရေးရဘက်မှာမြန်မာနိုင်ငံအတွက်ဥပဒေရေးရဘက်မှာသူလှုပ်လို့ ဆက်ခွန်နှစ်ကနေလုံလုံတာလုပ်ငန်းလုပ်သက်လုပ်သက်20ကြာမှာကိုရင်ဝတ်တယ်လုပ်သက်20မှာဘယ်လောက်အဲ့တော့အသက်ဘယ်လောက်ဖြစ်သွား38နှစ်မှာကိုရင်ဝတ်တာเนาะ38နှစ်မှာကိုရင်ဝတ်တယ်ကိုရင်ဝတ်ပြီးတော့ပြိတ္တစာတင်လိုက်တာခဏလေးနဲ့တိတ်မကြခင်မှာပဲပိဋကတ်သုံးပုံသူတတ်တယ် ပြိတ္တကသုံးဖို့တတ်တော့အဲ့မှာသူ့ရဲ့ခေါင်းထဲမှာရှိတဲ့ကြပြာညံနဲ့ပြိတ္တကသုံးဖို့ရဲ့အနှစ်သာရတွေထုတ်ပြီးတော့မေကွန်းနေမေကွန်းနေရေးတာမေကွန်းပေါင်း3920မေကွန်းပေါင်း3000ကျော်ပေါ့ဟုတ်ပြီလားသူမေကွန်းတွေကိုတိတ်မဖြေနိုင်ကြဘူးဖြေတာပြိတ္တဥစဉ်တော့ဟိုရွှေတောင်ဘက်ကကြီးသေးလေးတက်ဆရာတော်ကြီးဖြေတယ်1200ဖြေသွားတယ် 3900မှာဘယ်လောက်ဖြေသွားဘယ်လောက်ကြံသေးတယ်လဲစဉ်းစားပေါ့ဟုတ်လားအဲ့ဒါဆရာတော်ကြီးကမင်းဆက်ပြီးဖြေဖို့ကောင်းတယ်ကွာအဲ့လောက်ထက်တဲ့ကြီးကံရှင်ကြီးကိုရင်ဘဝနဲ့နေတာ15နှစ်တဲ့ကိုရင်ဘဝနဲ့15နှစ်ကြာတော့အသက်ဘယ်လောက်ဖြစ်သွားအသက်52နှစ်ဖြစ်ဟုတ်ပြီလားကိုရင်ဝိတ္တန်တော့ရမ်းမခံဘူး အဲ့တော့ပြိတဲ့ဘာဖြစ်လာလို့မေးလဲတော့သူမေးတာတွေမဖြစ်နိုင်တော့တော်တော်များများမန္တာတွေတက်လာအဲ့တော့ဦးဇင်းတို့ဒီကနေပြီးတော့သွားလိုက်ရင်စကိုင်းကနေမုံရွာသွားခင်မွန်ရဲ့အလွန်မှာမုံရွေးဆိုတာရှိတယ်လေအဲ့ဒီမုံရွေးမှရှိတဲ့မုံရွေးဆရာတော်ကလည်းအသက်16နှစ်နဲ့ပိဋကတ်၃ပုံ၄ခေါက်ပေါက်တယ်တဲ့အသက်16နှစ်နဲ့ပိဋကတ်၃ပုံဘယ်နှခေါက် သိအောင်စရာကောင်းတယ်နော်အခုဦးဇင်းတို့ဒီခေတ်မှာအသက်16နှစ်နဲ့ဓမ္မသတိရအောင်နေဆိုတာဘာကြောင့်ဆရာတို့ရှိတယ်လေဦးဇင်းတို့16နှစ်မှာမြို့ရောက်တာဟုတ်လားအခုဘာမောခါကျုပ်ဆရာတို့ကြီးကငငယ်လေး16နှစ်ကလေးကဓမ္မသတိရအောင်တာငြိမ်ငြံသွေးတွေပြောတာပါမုံရွေးဆရာတော်ကပြီးတဲ့အသက်16နှစ်နဲ့ပိဋကတ်၃ပုံကို၄កောက်လောက်ပောက်ထားတော့သူလည်းပဲသိပ်ပြီးတော့ထင်ပေါ်သိပ်ပြီးတော့ကြော်ကြား ပိဋကတ်ကိုထုံးလို့ကြည်ရေလိုနှောက်နေတဲ့မထေတဘာလို့ထင်ပေါ်ကြော်ကြတော့အသက်52နှစ်ရှိပြီဖြစ်တဲ့ကြီးကံကိုရင်ကြီးကအဲ့ဒီမုံရွေးဆရာတော်ကြီးလာပြီးသူကမေးခွန်းနေမေးမလို့လာတာတဲ့လာလိုက်တဲ့အခါမုံရွေးဆရာတော်ကမေးရှင်ကြီးလားယဟန်ကြီးလားလို့ဒီလိုမေးတာတဲ့ဗျဟုတ်လားကိုရင်လားဦးစင်လားပေါ့ကိုရင်လားဦးစင်လားလို့မေးလိုက်တော့ ကြီးကံရှင်ကြီးကဖြေတဲ့ခေါင်လောင်လဲကြေးခြူလဲကြေးရွေးရွေးမြမထူပြီးတော်ကောင်းတွေဖရမချိတ်ထားတဲ့ခေါင်လောင်ကြီးကဘာနဲ့လှုပ်တာနွားလဲပင်မှာဆွဲထားတဲ့ခြူလေးတွေလည်းဘာနဲ့လှုပ်တာခေါင်လောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီး ရဟန်းခိုင်လဲသီလနဲ့ကိုရင်လဲသီလနဲ့နိဗ္ဗာန်ရောက်ရင်တူတူပဲဟုတ်ပြီလားရဟန်းလဲဘာနဲ့သီလနဲ့ပါဗျာကိုရင်လဲဘာနဲ့သီလနဲ့ပါဗျာဘာထူးတုံးနဲ့ဘာဖြစ်လို့ရဟန်းခံနေမှာတော့ရဟန်းခံစရာမလိုဘူးတဲ့သီလကလူတိုင်းကိုရင်ရှိလဲသီကိုရင်ဝတ်ပြီးတော့သီလထိတ်လဲနိဗ္ဗာန်ရောက်မှာပဲရဟန်းဝတ်ပြီးသီလထိတ်ရင်လဲဘယ်ရောက်မှာလဲ နိဗ္ဗာန်ရောက်မှချင်းတူတူတော့ဘာဖြစ်လို့ယဟန်သီလာကြီးထိတ်မလဲတဲ့ကိုရင်သီလာလေးနဲ့နေမဲ့ပေါ့တဲ့နွားဆွဲမှာဆွဲထားတဲ့ခြူလေးလဲကြီးပါပဲခေါင်းလောင်းကြီးကလည်းကြီးပါပဲဟုတ်ပြီလားအဲ့ဒါကြီးကရှင်ကြီးကဖြစ်ပြောတာဗျာခေါင်းလောင်းလဲကြီးခြူလဲကြီးရွေးမြမထူးပြီဟုတ်ပြီနော်အဲ့ဒီမှာ16နှစ်နဲ့ပိဋကတ်၃ပုံထုံးလုံးမှွေထားတဲ့ မုံရွေးစရာတော့ကပြန်ပြောတယ်ခေါင်းလောင်းနဲ့ခြူကျေးချင်းတူတန်မှုကွဲပါသည်တဲ့ဟောခေါင်းလောင်းနဲ့ခြူကျေးချင်းတူပါကွဲတယ်ခေါင်းလောင်းကြီးထိုးလိုက်ရင်ဒူးဆိုပြီးမိမယ်လေခြူလေးခေါင်းကြီးချက်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 ပဲမိမှာပဲဟုတ်ပြီလားခေါင်းလောင်းလေခေါင်းလောင်းလေကြီးခြူလေကြီး ရွေးမြမထူးပြီဆိုတာမှန်ပါတယ်ကြီးချင်းတော့တူပါတယ်ဒါပေမဲ့လို့တဲ့ခေါင်းလောင်းနဲ့ချူကြီးချင်းတူတန်မှုကွဲပါသည်ယဟန်သီလက229တွဲအကျယ်အပြင်ဂရေ6000ဟုတ်ပြီလားလူသီလကပြိတဲ့5ပါခါကြီးရကြီးမှ10ပါကိုရင်သီလကပြိတဲ့139ပါယဟန်သီလမှီလားမမှီပါဘူးမမှီဘူး နိဗ္ဗာန်ကိုခြိတက်တဲ့နေရာမှာဥယျာဉ်ကြီးရတဲ့သီလအားကောင်းလေလေနိဗ္ဗာန်မြန်မြန်ရောက်လေလေတဲ့ဒါပြောတာသီလအားကောင်းလေလေဘာမြန်မြန်ရောက်လေလေရောက်မြန်မြန်တွေ့သီလအားနဲ့လေလေနိဗ္ဗာန်ရောက်ဖို့ရန်ခဲရင်လေလေပဲဟုတ်ပြီလားမြန်မြန်ရောက်ခြင်းနဲ့လူတွေအတွက်ယဟန်သီလနဲ့သွားရတယ်တဲ့ဒီလိုပြောခေါင်းလောင်းလဲကြေးချူလဲကြေး ခေါင်းလောင်းနဲ့ချူကြေးချင်းသူတန်မှုကွဲပါသည်ဆိုဒါလေးဖြေတာနဲ့နားလဲပါပြီဖះဆိုပြီးတော့အဲ့ဒီကြမှာရမ်းခံတာလေဗျာအသက်ဘယ်နှစ်နှစ်မှရမ်းခံတယ်စာတက်ပေတက်တွေပြောလိုက်ရင်တခုံးနဲ့နဲ့ပြီးတာပြောတာဘာกว่าကြောင်းပြောတယ်သီလกว่าကြောင်းဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာမရှိဘူးတဲ့မြတ်စွာဘုရားလက်ထက်က စူလဒိဋ္ဌနဲ့မဟာဒိဋ္ဌဂရေ80ချမ်းသာတဲ့တထေသာနှစ်ယောက်မိဘနှပါဆုံးသွားတော့အွယ်ရောက်လာတဲ့ညီညီကိုနှစ်ယောက်မှာစူလဒိဋ္ဌကအိမ်တော်အရင်ပြုအိမ်တော်ရင်ပြုလိုက်တော့ညီကိုနှစ်ယောက်ကြဒစိမ့်ရောက်တော့ဒစိမ့်ရောက်လာတော့အမွေခွဲတယ်တယောက်ကိုဂရေ40တိရဂရေ40တိရတော့ပြည်တဲ့စူလဒိဋ္ဌနဲ့စူလဒိဋ္ဌရဲ့ဇနီးက40တော့ပစ္စည်းတွေကိုကြည့်ပြီးတော့ဒုက္ခလို့ဒီလိုမြင်တဲ့ ရွှေတွေငွေတွေကိုပြိတ္တိဘာလို့မြင်လဲနောက်ထပ်ပြိတ္တိမဟာတိတ်တာကြီးကတော့အဲ့ဒီပစ္စည်းဝတ္ထုတွေကို ကြည့်ပြီးတော့နောက်ပတ်စံကလေး40ကိုကြည့်ပြီးဒုက္ခလို့မြင်တာတဲ့ဒီရွှေတွေငွေတွေကင်ထားမယ်ဆိုရင်လေတဲ့ဤကတကောင်ကအသားကိုဆွဲသွားတယ်လို့ဆွဲသွားတဲ့နောက်ကအချာကြီးကလည်းလိုက်တယ်လို့ဖြစ်မှာပဲဆိုပြီးမဟာတိတ်တာကသူရတဲ့ဂရေ40ငါမယူတော့ဘူးငါညီတို့ငါညီမတို့မင်းတို့ပဲယူကြဆိုပေးပြီးစွန့်ပြီးသွားတာ တော်ရဲမှာပြည်တဲ့နှစ်ပေါင်းများစွာတရားကျင့်နေတော့အိမ်မှာရှိတဲ့သုလတိတ်သဇနီးကတွေ့တယ်ဟဲ့ငါတို့ချမ်းသာလိုက်တာဂရေ80 80ကလည်းမာတိတ်က40ပြေးလို့80ပြေးတာ तू မပြောလို့မြတ်ပြန်ထွက်ရင်တို့ तू 40ပြန်ပေးအောင်တို့စည်းစိမ်တော့ရောက်ခံလို့မဖြစ်ဘူးဒီကိုတော့ပြန်ရှင်းမှဖြစ်မယ်ဆိုပြီးတော့လူသားသမားတွေခေါ်ပြီးလိုက်တာခိုင်းတာလေဗျာဟုတ်လားအာဩဇေယအဲ့ဒီတုတ်တန်များငွေ900နဲ့တတ်ခိုင်း လူသားသမားလည်း900လူသားသမား900ငွေက900ဆိုတော့တကယ်တက်လိုက်ပြည့်တယ်ခွဲอยู่တယောက်ဘယ်လောက်စီရဟင်တရားစီရလားဘယ်လောက်စီရ30စီလားကဲတဖွဲ့ကတရားစီတဖွဲ့က30စီဟုတ်လားပြန်တွေးလူသားသမား900ငွေကလည်းဘယ်လောက်ဘယ်လောက်စီပဲရတယောက်တစ်ချက်စီပဲရဟုတ်လား ငွေတစ်ချက်နဲ့ဘုံကြီးတတ်တယ်ဗျအဲ့ဒီဝတ္ထုလေလိုက်တာကြတာဗျာညနေစောင်းတော့ပြေးတယ်မာတိတ်တာကြီးဝိုင်းထားတယ်ဟိုမတရားကျင့်တဲ့ပုဂ္ဂိုလ်ကတယောက်တည်းတတ်မလို့သွားတဲ့ပုဂ္ဂိုလ်က900ရတယ်ဟဲ့ကောင်နေရုပ်ရုပ်နဲ့မင်းတို့ဘာလို့အရှင်ဘုရားဘွယ်ဘလို့ခေါ်မာတိတ်တာလို့ခေါ်တယ်ဒါဆိုရှင်ဘုရားကိုတတ်မလို့လာကြတာတတ်မလို့လာတယ်ဆိုတော့ဧကရတ္တိဇီဝိတံဒေထတညတော့အသက်ချမ်းသာပေးပါကွဒီလိုတောင်း အာတညချမ်းသာပြေသူညထပြေမနဲ့မတက်လိုက်ရပတ်စံရမှာမဟုတ်ဘူးအရှင်ဘုရားဘက်ကတက်တည်တက်ကရဘုသူရှိတော့အာမခံမဲ့လူဘုသူရှိတော့တော်ကြီးတဲ့အာတက်တည်တွေရှိတယ်အာမခံတွေရှိရင်ရောမင်းတို့ကတော့ချမ်းသာပြေမလားအပြေးမှာကောင်းပြီကွာဆိုပြီးတော့နိနာရှိတဲ့ကြောက်တုံးနဲ့ခြေစလုံးတွေပေါင်နေရိုက်ချိုးပြေအယိုးတွေကျိုးသွားပါပြီတဲ့ဒီနာကမထနိုင်တော့ပါဘူးမိုးလင်းမှလာတတ်ကြပါကွာဒီလောက်ဆိုတက်တည်လုံလောက်ပြီမော်လာပေါ့ အမလေးရှင်ဘုရားရဲ့တညာလေးနဲ့များအသက်ကဘာလို့ရှည်ကျင်သေးတယ်လဲဒီလိုသာသနာတော်ကြီးဝင်ထွန်းနေတဲ့ခိန်မှာလူဖြစ်ဖို့ရရတယ်ဆိုတာကတညာလောက်နေခွင့်ရတယ်ဆိုတာကိုနေတာမဟုတ်ဘူးဟုတ်လားဒီလိုခွင့်ကောင်းကြီးရတဲ့ချိန်မှာလဲငါကလေးတဲ့အတ္တိယာမိခရာယာမိတရာကမရဏအဟံကိလေသာနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုဖြေတယ်ဗျာ ကောင်းပါပြီရှင်ဘုရားဒါဆိုရင်တော့တရားအထုမိုးလင်းတော့တတ်တာပေါ့ဆိုတော့လူသားသမား900ကတောက်စားပျော်ပါပြီးနေကြအဲ့ဒီမှာမဟာဒိဋ္ဌတရားအထုဝေရဏဝေခံပိတဝသီလံပင်စဝက်ခန္တောပတိသௌဒ္ဓသီလံနှိဒ္ဒယပိတိပါမောဇံဥပ္ပိစီဂါထာနော်ဒါမဟာဒိဋ္ဌတရားအထုတဲ့ဂါထာဟိုးမနေ့တည်းမြန်နေ့ကဆရာတော်ကြီးတွေသွားကြတော့ဝိနသရိယာ တရားဟောရင်ပါဠိတွေယွတ်လူတွေပြင်းတယ်ဆိုမယွတ်ဖဲမနေနဲ့တဲ့ဒီလိုမာတာဗျဟုတ်လားဘာဖြစ်လို့တို့မေးလိုက်တော့နောက်တစ်ချိန်ယဟန္တာဖြစ်ယဟန္တာဖြစ်တဲ့အခါပဋိသင်္မိတာ၄ပါးနဲ့ယဟန္တာဖြစ်ဤဆိုတာကြားဘူးတယ်မို့လားအဲ့ဒါပြည့်တဲ့ပဋိသင်္မိတာ၄ပါးထဲမှာနိဒုတ်တိပဋိသင်္မိတာဆိုတာပါတင်ထားတဲ့ပါဠိကိုရွတ်ပြီးတော့ဟောတဲ့ပုံကိုမျိုးကယဟန္တာဖြစ်တာနဲ့ဒီပိုင်းနဲ့မိတ္တကသုံးပုံကလို့လို့ညံမှလာထင်တာတဲ့ ဟုတ်ပြီနော်ခနေသူတော်ကောင်းတွေတရားနာတယ်ဆိုတာလေဒါတရားနာတယ်လို့သာသုံးတာတနည်းပြောရင်ဒါစာသင်ကြတာပဲဟုတ်လားစာသင်တော့ဘုန်းကြီးတွေရွတ်တာလေးများကြိုက်တာလေးဆိုရင်မှတ်တာမှတ်တာပြီးကိုယ့်ကိုအိယာထရွတ်အိယာဝင်ရွတ်ဒါစာပြန်နေခေါ်တာပဲနောက်တစ်ချိန်ယဟန္တာဖြင့်ပိဋကတ်သုံးပုံကလိုလိုပေါ်လာမှာလေသင်စရာမလိုဘူးတယ်ဗျာဟုတ်ပြီနော်အဲ့ကြောင့်ဦးသိန်းကစောစောကရွတ်တာပါဗျာနော် ဝေရဏဝေခံပိတဝသီလပိဇဝခန္တောပတိသောဒသီလနှိဒ္ဒယာပိတိပါမောဇံဥပ္ပစီတဲ့ဝေရဏဝေခံပိတဝဝေရဏကိုခွာတယ်သီလပိဇဝခန္တောသီလကို စင်ကျင်နေတဲ့ပတိသောဒသီလနှိဒ္ဒယာစင်ကျဲတဲ့သီလကိုမြင်လိုက်ရတော့ပိတိပါမောဇရဖြစ်တယ်သီလစင်ကျဲတာမြင်လိုက်ရတော့ပိတိဖြစ်တယ်ပါမောဇဖြစ်တယ်နှစ်သက်တယ်ဝမ်းမြောက်တယ် ။တနည်းပြောရင်ပျော်တယ်ပေါ့ဗျာ။ဘာဖြစ်တယ်။ပျော်တယ်။မိုးလင်းရင်သေရမှညဘာဖြစ်တယ်။ပျော်နေတာ။ဟုတ်လား။မိုးလင်းရင်သေရမဲ့ပုံကိုပျော်ဖို့ဆိုတာလွယ်လား။ခဏတော်ကောင်းတို့တွေလည်းသေကန်ဒီကာလလူတွေမြင်ဘူးတယ်မို့လား။ပျော်ပြီးသေးတဲ့လူရှိရှိပါဘူး။တယောက်မှပျော်ပြီးသေးတဲ့လူရှိဘူး။ဟုတ်လား။ပျော်ပြီးသေးတဲ့လူမရှိဘူးတော်ကောင်း။ အဲ့တော့ပြိတဲ့မဟာတိတ်တာကမနဲ့မိုးလင်းရင်တည်းရမှာညကိုပြောတာဒီတခြားကြောင်လားတီလာရှိလို့လားတီလာရှိလို့ပါဗျာတီလာရှိရင်သေရမှာတော့မကြောက်ဘူးဗျာဟုတ်လားအဲ့ကြောင့်မြတ်စွာဘုရားကဒုက္ခညာဝသရာတီလံတဲ့သေကံဤကာလတီအောင်ပျော်ရှင်မှုချမ်းသာမှုပေးတာဟာတီလာပဲဟုတ်ပြီနော်ဒီနေ့ခေတ်တော်ကောင်းတို့တွေကြည်ပေါ့လူတယောက်စေကံသွားပြလိုက်ဘာယောဂဖြစ်နေပြီတဲ့မျက်နာကိုမသာမရား တရားမရက်မတည်သေးဘူးเนาะပျော်သေးလားပျော်ငါရဘာယောဂါရှိနေပြီတဲ့ဟဲ့ဆိုပြောပြန်လာတဲ့ကောင်တောင်းဝင်ရှိဟုတ်လားဆရာဝန်စမ်းတတ်တာဟေးယောဂါတွေကငါအများကြီးပဲกว่าပြောတာတောင်းမရှိဘူးဟုတ်ပြီเนาะယောဂါတစ်ခုလောက်ကြီးလိုက်ရေကိုဘာဖြစ်သွားတော့စိတ်ညစ်သွားတယ်ဟုတ်တယ်မို့လားပါဇက်ကသာမညစ်ဘူးပြောပြီးမှစိတ်ထဲတော့ဘာဖြစ်နေကြတော့ဟာယောဂါရှိတယ်ဆိုရင်တချို့ပြိတဲ့ ယောဂါကတော်တော်စိတ်ညစ်တာနဲ့သိရတာတွေအများကြီးပဲဟိုရွှေဘဘက်သွားတရားဟောဘုန်းကြီးတွေပါပြောပြဖြစ်ဘူးတဲ့သူကိုယ်တိုင်ပြောတာပါ60လောက်ရှိပြီဘုန်းကြီး63နဲ့ရွာထဲကနာရီတစ်ခုပင့်လို့သွားပြီးတော့တရဏဂုံတင်တရားသွားဟောနာရီသာလေးဖတ်လိုက်တော့အသက်က53ရှိဟဲ့ဒီကရကမ53ငငယ်ရွယ်နေတယ်ဘာဖြစ်လို့သေတုံးလို့မေးလိုက်တော့ အပြန်မမေးတယ်စီဂျိုယောဂဖရားဆိုတော့အဲ့ဒီဘုံညာဒူးညွတ်ပြီးလဲသွားဘာဖြစ်လို့တော့မေးသူကလည်းစီဂျိုရှိတာတယ်လေဟုတ်လားအဲ့တော့မေးတယ်တပည့်တော်မကြောက်ဘူးတော့ဒူးဘလို့ဖြစ်တယ်မသိဘူးပါဇက်ကသာမကြောက်တာစိတ်ကကြောက်နေတယ်မလားဟောဦးဇနုနောင်တော်ကြီးကျဲတဲ့ဘွင့်တီတကူကျဲတဲ့ဘွင့်ကြားဖူးတယ်မလားပါပါကြီးလေးတိတ်ပြီးတော့ စေတနာကောင်းတယ်ဥစဉ်ညီကိုလည်းတော်တယ်ပြောမနာဆိုမနာအရေးကြီးဥစဉ်လန်လန်ခေါ်တာဒီမန္တလေးဆေးုံတရုံမှာဈေးတဲ့ငါကြီးလာပါဦးကွာငါတေးရတော့မှာပါတေးရတော့မှာပါတော့ကြီးဘာဖြစ်လို့တော့အာစီးသွားလို့မရဘူးစီးသွားလိုက်ရင်တတိလစ်လစ်သွားအဲ့တော့ငါနိုင်ငံခြားသွားကူခြင်းနဲ့လုတ်ပေးသမားဒီဆေးုံကလည်းပြောတယ်မသွားနဲ့လမ်းနေသေးမှာပေါ့အာဒီပုံစံမသေးဘူးလို့ သူတို့လက်မှတ်ထိုးမပေးဘူးတဲ့လက်မှတ်မထိုးကိုယ့်အကူသွားအောင်ပေါ့မသိဘူးလို့သာမှတ်ထားလိုက်မဲသူကမသိဘူးလို့မှတ်ထားလိုက်လို့ပြောတော့မသိဘူးကွာငါမသိဘူးကွာမဲအော်စားပြအရာလေဦးစင်းလည်းအားတက်အဲ့ဒါလေးမော်ကြတော့ဦးစင်းကလည်းပတ်စဖို့တတန်းကုန်တော့မလိုက်လဲရအောင်လေးမော်တင်မယ်လို့တော့လေးရင်ကလက်မှတ်ထိုးခိုင်းလေးမော်မသိရင်တာဝန်မယူဘူးပေါ့ဒါမျိုးလေတာဝန်မယူဆိုရင်တော့တာဝန်မယူဆိုလက်မှတ်ထိုးရဲတယ်ဟုတ်ဘူးသူကလေးရင်တစ်ခုခုဖြစ်ခဲ့တော့ ဖြစ်ခဲ့တော့ဆိုတာလေးရင်နောက်ကြတာတို့ကိုခြားခီးတဲ့တွေကကိုမမီလို့ဒီမမီလို့ပြဿနာရှာတာတို့လှုပ်လာခဲ့ကိုပေါ့ကိုဖြည့်ရှင်ရောစရာရှိကိုပေါ့ကိုယော်ဒါပါထိုးတော့ဟာအဲ့ဒီမှာထိုးမကွာဆိုလက်မထိုးပြီးတော့ခိုင်းလေးရင်နဲ့တင်လော့တာဖျားဖျားတတယ်လမ်းမသေးပါသေးနဲ့ဗောလေအဲ့ဒါကံကောင်းတဲ့ဟိုရောက်သွားမသေးဘူးလင်းငရဲလောက်နေတော့ဦးစင်ကပတ်စဖို့တက်တန်းတို့လိုက်တော့အဲ့ဒီမှာနိုင်ငံခြားကုလတော်တက်တောင်းတက်တာလေးဖြစ်လာမသေးနိုင်တော့ဘူးဆိုတာသိလာတော့ အဲ့မှာဥစဉ်ကငွေလေးပါလေးလှူပြီးတော့တက္ကသိုလ်မှာလည်းဥစဉ်ကစာချတာနဲ့တရားဟောတာတွေနဲ့ရှိနေတော့ပြန်တော့မယ်နောင်ကြီးရငါးရက်လောက်လေးသွားနေလိုက်တဲ့အချိန်လေးမှာဥစဉ်ကအဲ့ဒီမှာကဲငါလည်းပဲနိုင်ငံခြားရောက်တော့ထိုင်းရောက်တော့ကျမကြီးစိတ်စစ်မယ်ပေါ့စိတ်စစ်မယ်ဆိုပြီးတော့သကပြန်ခေါ်သကပြန်လေးငါစိတ်စစ်ချင်တယ်ကွာလို့ဒီရောက်တော့လို့စိတ်ရင်ဘယ်နည်းလောက်ကြာမလဲငါဒီမှာ၃-၄ရက်ချိန်ရနောက်ပြီးဘယ်လောက်ကြာမလဲ ဘလောက်ကြမလဲမေးလို့ဇကပြံကိုမေးလို့ဇကပြံကအရင်ပြောတယ်ရှင်ဖျားကြောအောင်လားအောင်မှုกว่าဘိုက်အောင်လားမအောင်ဘူးရင်ပန်းအောင်လားမအောင်ဘူးခေါင်းကြိုက်လားကြိုက်ဘူးဒါဆိုမစစ်နဲ့တဲ့အကောင်းကြီးတဲ့ဒီလိုပြောတယ်ဟာမင်းစစ်မှမင်းကောင်းမကောင်းသိမှာမဟုတ်လားမဟုတ်ဘူးတဲ့ဒီအခြေအနေဆိုမစစ်နဲ့ဟိုလွန်ခဲ့တဲ့2လ3လကအဲ့လိုပဲတဲ့ဘုံကြီးတစ်ပါးရောက်လာလမ်းကြုံလို့ဆိုစစ်တာအသေးမှာဘာဖြစ်တယ်လဲပြောရော့ ဒီမှာကုတာနှစ်လပဲကြာတယ်သေရောဗျာတဲ့အဖုန်ကြီးလေမစစ်ဖဲတဲ့ထိုင်သေရင်မသေမှာသူပြောနေတာလေဟာတော်ကွာလို့အဲ့ဒါကလည်းမစစ်ဘူးဆိုပြီးတော့လေကိုလည်းကြောက်တာပဲပြောတာလေဟုတ်လားစစ်ကိုမစစ်ဘူးတခုတော့ရှိတယ်ရှင်ဖျားစစ်ရင်တော့စစ်တယ်အဖြေမယူနဲ့ဘာထူးမှန်းတော့မမင်းရလဲလို့ရတယ်အဲ့တော့သေရမှာတော့လူလည်းမကြောက်ဘူးလားကြောက်တယ်သီလမရှိလို့ပဲအဲ့ဒါတူတော်ကောင်းဟုတ်လားသီလသာရှိနေရခုမဟာတိဿကြီးကြည်လိုက်နော် မနဲ့သင်ရမှာသိနေတာကိုပြိတဲ့မလီပြောလို့ဗျာ။ဘာရှိလို့ပြောတယ်။ချမ်းသာလိုက်တာတဲ့ကိုယံပြူတဲ့ဘဝကစပြီးဘယ်သီလများပျောက်တယ်လဲကြားတယ်လဲကျိုးတယ်လဲညှို့တယ်လဲလို့သီလတွေပြန်စေအကုန်လုံးစင်ကြဲတယ်။ဘဇုကိုမှလည်းငါမတရားမပြောခဲ့ဘူးဘဇုကိုမှလည်းငါမတရားမစော်ကားခဲ့ဘူးဘဇုပေါ်မှလည်းငါမတရားတဲ့အင်းနဲ့ပြုမှုခဲ့တာဆိုတော့ဘာမှရှိဘူးတဲ့။ ဗဇက်ကြည့်လိုက်လဲစင်ကြဲနေစိတ်စည်းကြဲလဲစင်ကြဲနေခန္ဓာကိုယ်ကြည့်လိုက်လဲဘာဖြစ်လို့စင်ကြဲနေတယ်တဲ့အဲ့ဒီစင်ကြဲတဲ့သီလလည်းမြင်လိုက်ရရောပျော်လိုက်တာအဲ့ဒီပျော်တယ်ဆိုတော့ပီတိကိုအခြေခံပြီးတရားကျင့်တော့မနဲ့အာယုံကျင့်လင်းတော့ရဟန္တာကြီးဖြစ်သွားစဉ်းစားကြည့်လူသတ္တမ900လဲဝိုင်းထားတယ်မနဲ့မိုးလင်းရင်လဲသေရမယ်ဒါပေမဲ့ကြောက်တဲ့စိတ်ရှိသေးလားချမ်းသာတယ်သီလရှိလို့ချမ်းသာတာပြောတာဟုတ်လား သီလမရှိလို့ကတော့မနဲ့သေးကန်နီးနေတဲ့ပုံကဘေးကဆွေမျိုးတွေဝိုင်းကျင်တဲ့လောက်ဝိုင်းငွေတွေရှိကျင်တဲ့လောက်ရှိပစ္စည်းတွေပေါကျင်တဲ့လောက်ပေါသီလသာမရှိရင်အဲ့ဒီပုံကဟိုလူလက်ဆွဲရဒီလူလက်ဆွဲရမျက်ရည်လေးတွေတန်းတန်းကြပြီးတော့ဘာဖြစ်ရလို့သိရတာဟုတ်ပြီနော်အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာပြောတယ်လဲမင်းဒုက္ခယာဝသရာသီလသေတိတိုင်အောင်အိုတိတိုင်အောင် ကောင်းတဲ့ဟာကသီလပဲအဲ့ကြောင့်ပြည့်တဲ့နံပါတ်1ချမ်းသာက သီလရှိရင်ချမ်းသာတယ်လို့ဒီလိုမှတ်ပါ